ျွန်တော်တို့ရန်ကုန်မှာအိမ်ယာတွေထဲမှာအကောင်းဆုံးအိမ်ယာလို့ကျွန်တော်မပြောရည်ဘူးဒါပေမဲ့အပြည့်စုံဆုံးအိမ်ယာတစ်ခုလို့ပြောရင်တော့မမားတဲ့ကျွန်တော်တို့အာ Star City Wing ထဲမှာရောက်နေဖြစ်ပါတယ် Star City Wing တွေကကျွန်တော်ဒီ Estella Townhouse လုံးကိုကျွန်တော် fully furnished ပြင်ထားတယ် four bedroom ရှိတဲ့အိမ်တစ်လုံးပေါ့နော် Townhouse တစ်ခုကိုကျွန်တော် room ထုတ်လုပ်ပြီးမှဖြစ်ပါတယ်ဒီအိမ်ယာကတော့ထူးတလေရှင်းပြစီရအောင် ကောင်းဆုံးလို့တော့မပြောဘူးခုနပြောလို့မပြောရဲဘူးပေါ့နော်အာအပြည့်စုံဆုံးလို့ပြောလို့ရတယ်ဘာလို့ဆိုဒီအိမ်ယာထဲမှာ golf green ရှိရယ်အဲចောင်းရှိရယ် sport club ရှိရယ် sport club မှာဆိုရင် gym တွေနောက်ဘောလုံးကွင်းတွေနောက် swimming pool တွေအကုန်ပါတယ်ပေါ့နော်အဲចောင်းဆိုရင်လည်း king ဆိုတာလည်းဒါမြန်မာပြည်မှာတကယ်ဟိုအရေးတွေးရှိတဲ့ចောင်းပေါ့နော်ဆိုတော့ဒီလူအဖက်ဖက်ကပြည့်စုံတဲ့လူမှုရေးစီးပွားရေးကျန်းမာရေး စသဖြင့်ပေါ့နော် clinic ဆိုလည်းရှိရယ်ပြီးတော့ရင်ကျွန်တော်ရဲ့ city မှာလည်းရှိရယ်ဆိုတော့အဖက်ဖက်ကနေဘာမှလူလေတိမရှိတဲ့အိမ်ရာထဲမှာတိမ့်သက်တောင်းအောင်နဲ့အခုကျွန်တော်တို့ family တခုရဲ့ daily life ကိုပြည့်ပြည့်စုံအောင်ထားနိုင်တဲ့အာ town house တခုဖြစ်ပါတယ်ဒါကိုကျွန်တော် room ထုတ်လုပ်ပြီးမှဖြစ်ပါတယ်နောက်တစ်ခုကဒီ town house ရှိတဲ့နေရာကသူက down quad ပေါ့နော်အခုကျွန်တော်ပြမယ့်အကွက်ကတော့ down quad ဖြစ်တယ်ပြီးမှဒီလိုလမ်းမကြီးပေါ့နော်ဒီအိမ်ရာတွေဝင်းတွေဝင်လာတဲ့ဒီ main main ဝင်ပေါက် ဒီ driving tube မှာရှိမှာဖြစ်ပါတယ်။အာကျွန်တော် main လုံးဝဒီမှာဆိုရင်လမ်းအကျယ်ရှိတယ်။ပြီးမှ car parking လည်းနေရာရမှာနော်။ပြီးရင်ဒီအိမ်ရာကတော့အာဂိမ်းရံမြေရမှာဖြစ်ပါတယ်။22ပေ55ပေမြေပေါ့နော်။ဂိမ်းရံရမယ် two story နှစ်ထပ်ရမယ်။သူက town house ဆိုတော့တအိမ်နဲ့တအိမ်နဲ့တော့ကက်နေတာမျိုးရှိမယ်။ဒါပေမဲ့လည်းသူ့ရဲ့ privacy သူ့ရဲ့ archi သူ့ရဲ့ design တွေအားလုံးကတော့လုံးဝ ဟိုနိုင်ငံခြားမှာနေနေတဲ့ vibe ကိုအပြည့်အဝရမယ်တိတ်ဆိတ်မယ် agent မယ်အာလုံခြုံမယ် facility စုံမယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့မိသားစု သုံးမယ်ကားပေါ့နော်တကယ်ဟိုအဲ့လိုဒိတ်ဒိတ်ကြီးချမ်းသာပြီဆိုတဲ့လူတွေအတွက်မဟုတ်ဘူးအမ်ဒီမှာတော့ကျွန်တော်တို့အဲ့လို investor တွေအတွက်ဝယ်ပြီးတော့ငားရင်လည်းရတယ်နိုင်ငံခြားတွေအရင်ကြိုက်တယ်ဒါကတော့ကျွန်တော်တို့ပုံမှန် family တွေအတွက်အမ် facility စုံစုံလုံလုံခြုံခြုံနဲ့ထားကျင်တယ်ဆိုတော့အာမိဘတွေကျွန်တော်တို့ အဲအိမ်တွေအတွက်ဖြစ်ပါတယ်ဆိုတော့ဒီမှာတော့ဒါ green space ရဲ့အသေးရှိမယ်သူက downgrade ဆိုတော့ပူတော်မှကောင်းသွားပြီပေါ့နော်ဒီဘက်ဆို privacy အရာရောအဲနေထိုင်တဲ့အချိန်မှာလွတ်လွတ်လပ်လပ် space ကအပူရနိုင်မယ်ဒီအပင်တွေကြီးလာရင်လည်းကော့ကိုအာအရေးတွေပဲရမှာပေါ့နော်ပြီးအိမ်ကလည်းကျွန်တော်တောင်ဘက်လက်ဖြစ်အဲ့ဆိုကျွန်တော်အိမ်လေးစပြီးလိလာမယ်ဆိုတော့ဒီဇိုင်းอ่ะဆိုရင်ဒီလိုမျိုးကျွန်တော်တို့ဟိုပန်နေပေါ့เนาะအဲကျွန်တော် wood architectural panel ဒီ aluminum panel တွေနဲ့အကုန်လုံးကို design လုပ်ထားတယ်ဒါခြံတကားလို့လည်းပြောလို့ရတယ်ဘာလို့လဲခြံကားတွေမှာထားမယ်ဒီနေရာတော့အဲဒါ furnace ထားမယ် furnace ဆင်ပေါ့နော် furnace ဆင်ထားလို့ရတယ်အောက်မှာဆိုရင်ဖနက်ထားမယ်ဒီအင်ယာဆိုရင်တရားရခိုင်တော့ကျွန်တော် EBC အာဒါမှမဟုတ်ပြန်ပြောနော် ဒီဒူဘိုင်းကဆိုဒီအင်ယာအက်စတလာတရားရခိုင်တော့ကျွန်တော်တို့ဆိုလာစနစ်ကိုမိကိုအားထားတဲ့အင်ယာဖြစ်ပါတယ်ဘာလို့ဆိုဒီမှာဆိုရင်အာဘီလ်ဒင်းပေါ့နော်အင်ယာဝယ်ကြတဲ့ဘီလ်ဒင်းပါပြီးတာ5 kg ဝနောက်ပြီးတော့ဒီလိုဘက်ထရီပါပြီးတာ EBC ပါမယ်မီးစက်ပါမယ်ဆိုတော့မီးပြတ်မယ်ဆိုတော့လုံးဝစိုးရင်စရာမရှိဘူးပေါ့နော်ကဲဆိုတော့ကျွန်တော်စပြီးတော့လိလာလာ welcome your home ဒီမှာတော့ကျွန်တော်တို့ခုနပြောလို့ပေါ့ family တစ်ခုကတော့အခု settle ချမယ်ကလေးတွေကြောင်းတက်တဲ့အရွယ်ဆိုရင်လုံးဝတင့်တော်တဲ့အိမ်တလုံးပေါ့နော်ဒီမှာဆိုရင် compact ဖြစ်တဲ့အရန်အိမ်ကြီးအိမ်ကောင်းဟို villa လိုမျိုးမဟုတ်ပေမဲ့သူ့ဟာနဲ့တူမြည်ရမယ်ပြင်ဆင်ပြီးသားရမယ်4 bedroom ရှိမယ်ဒီမှာဆိုရင် fully furnished ဖြစ်တဲ့ပြင်ဆင်ပြီးပေါ့နော်ဒါတွေဆိုရင်အကုန်ထည့်ထားပေးမှာဖြစ်ပါတယ်အဲ sofa တွေအစပေါ့နော်ဒီမှာတော့အာ living now dining dining နေရာလဲအကုန်ပါပြီးသားဒါ small family အတွက် လုံးဝ compact ဖြစ်တဲ့ suite ဖြစ်တဲ့ အာနောက်ဒီဘက်ချမ်းဆိုရင်လည်း fully ကျွန်တော်တို့ဒီ LCBC အကုန်ပါပြီးတာပါเนาะ air con ဆိုရင်လည်း inverter type အခန်းတခန်းကြီးစီမှာ air con တစ်လုံးပါပြီးတာအော်ရေခဲတိတာပါမယ်နောက်ဒီလိုမျိုး ကျွန်တော်တို့ဒီ oven ပါမယ်အောက်မှာဆိုရင်လည်း bureau တွေနောက်အာရေဆက်ပါเนาะရေတန်းဆက်တွေအကုန်ပါပြီးတာနောက်တစ်ခုကတော့အနောက်ဘက် deck ပေါ့နော်ဒီ decking ကလည်းအာဒါ တကယ် material ရဲ့အကောင်းနဲ့လောက်ထားတယ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော် interior ancient ကပြန်ပြီးတော့ထည့်ထားတာဖြစ်ပါတယ်အဒီအနောက်မှာ west kitchen ထုတ်တာဖြစ်ဖြစ်သူကတော့တောင်ဘက်လက်ဆိုတော့အာကျွန်တော်ညနေဆောင်ဆိုရင်နေလုံးဝရှိတ်သွားပြီးနေလုံးဝရှိတ်သွားရင်အနောက်မှာချူးလို့ရတယ် west kitchen လို့လို့ရတယ်မြင်ရထက်မှာတော့အိတ်ခန်းရှိမှာကျွန်တော်အိတ်ခန်းတခန်းပါမယ်အနောက်ဘက်မှာတော့ဒါ kitchen ပေါ့နော်ဒီမှာဆိုရင် washing machine ပါပြီးတာ fully ကျွန်တော် fit up လုပ်ထားပြီးတဲ့ အာကျွန်တော်တို့ဒီ exhaust fan တွေနောက်ပြီးတော့ stove ဆိုရင် gas stove ရောနောက်ပြီးတော့ electric stove ရောအကုန်ပါပြီဒါဒီမှာအကုန်ပြင်ဆင်ပြီးဒီမှာတုံးချင်လဲရတယ်တကားဖွင့်ပြီးချက်ပြုတ်ချင်လဲရတယ် DAD နေရာစင်တာ granite လုံးဝတန့်ရှင်းရလို့ရအရင်လွယ်ကူတဲ့အာနေရပါတော့ပြင်ဆင်ပြီးသားဖြစ်ပါတယ်ဈေးလုံးကတော့ကျွန်တော်ဗီဒီယိုအစုံးမှာပြောပေးမယ်အဓိကတော့ကျွန်တော်အိမ်ကိုလေ့လာမယ်ဒီလိုမျိုး town house တစ်လုံးကဘယ်လောက်ကြီးနေလို့ကောင်းလဲပေါ့နော်ဒီမှာကတော့အာ store room တခုပေါ့နော်ပုံမှန်ကျွန်တော်တို့ဟို tie ဒီ best ဆိုရင်ဒီလိုမျိုး town house ကအရင်ဟိုဟိုလူကြိုက်များတယ်ဘာလို့ဆိုရင်လူတွေစုလိုက်တယ် facility ကောင်းကောင်းနဲ့နေတယ်အိမ်ကောင်းကောင်းနဲ့နေတယ်အဲ့လိုမျိုးပေါ့နော်ကဲဆိုတော့အခန်းလေးကိုကျွန်တော်တစ်ချက်ပြပေးမယ် ground floor မှာဒီမှာတော့ကျွန်တော်လူကြီးသူမတွေအတွက်နေလို့ရတယ်ဘာလို့ဆိုတော့အခန်းကတော့ခုနကကျွန်တော်ပြောလို့ပေါ့နော် compact ဖြစ်တယ်မြီး 22ပြီ55ပြီမှာ two story ဆောက်ထားမှာเนาะပုံမှန်ကျွန်တော်မြောက်တကူမှာ20 60နဲ့အတူတူပဲဒါပေမဲ့အဲ့ထက်အားတာတာအိမ်ယာထဲမှာနေရမယ် fully furnished ဖြစ်မယ် furniture တွေလုံးဝအာတကယ် modern ဖြစ်တဲ့အာ furniture တွေပါတဲ့အပြင် quality ပေါ့เนาะဒီမှာပြပေးအဒီ solid services ဆိုလုံးဝကျွန်တော်ညက်နေအောင်ပြည်ဒီအခင်းနဲ့ဆွေးတာနပီပတ်လေးကိုမှ anti slip ပေါ့เนาะလုံးဝရေဆိုရင်လည်းမချော်တဲ့အာကြွေပြားတွေကတ်ထားပြီးတယ် ဘူတိုင်းဘေးစင်အစ quality ပေါ့နော် quality အပြည့်လေရမယ်အိမ်တစ်လုံးပေါ့နော်ဒီကကျွန်တော်တို့အိမ်ကြည့်မယ်ဆိုရင်တော့ဒါ decoration လာတယ် furniture မိုက်တယ်ဆိုတာမျိုးတက် environment ပေါ့နော်ဆိုတော့ဒီ environment ကတော့ကျွန်တော်ထက်ခါထက်ခါညွှန်းတယ်ဆိုတာလေတကယ်ကောင်းလို့ဟိုနေဘူးတဲ့လူရောက်ဘူးတဲ့လူကတော့အားလုံးသိရပေါ့နော်ဆိုတော့အာမနေဘူးတဲ့လူမရောက်ဘူးတဲ့လူကတော့ invite လုပ်ပါတယ်ကျွန်တော်တို့အိမ်ရာတစ်ခုလုံးလည်းလိုက်ပြီးတော့ visit လုပ်ပြီးမယ်ဒီအင်ရာကိုဒီအင်ကိုလည်းဝယ်လို့ရမှာပေါ့နော်ဒီမှာဆိုရင်သူကတော့ကျွန်း finger joint ကိုတုံးထားပြတာဖြစ်ပါတယ် compact ဖြစ်တယ် secure ဖြစ်တယ်ဒီအင်ကိုကျွန်တော်မြင်တဲ့အမြင်ကကျွန်တော်မိသားစုကလေးကငယ်တဲ့အရွယ်အာဆိုရင် လုံးဝနှွေးထွေးတဲ့အတိုက်အမြုံတစ်ခုပေါ့နော်လုံးဝနှွေးထွေးလုံခြုံတဲ့အတိုက်အမြုံတစ်ခုလို့မြင်တယ်ဘာလို့ဆိုရင်အိတ်ခမ်းနဲ့တုံးခမ်းရှိရတကယ်လို့မိဘတပါးရှိတယ် ဆိုရင်လည်းနေလို့ရတယ်အိမ်အကူနဲ့လည်းနေလို့ရမှာပေါ့နော်သူအပေါ်ထက်မှာတော့ common wc တခန်းအခန်း၃ခန်းပါမယ်ဆိုတော့ common wc ရနေလိုက်ပြပေးမယ်ဒီမှာတော့သုံးဆန်အတိုင်းပဲ shower space မှာကျွန်တော်ရည်ပြီးအပြင်တဲ့မစင်အောင် ပြင်တန့်ရှင်းအများကြီးလုပ်ဆရာမလို့အောင်အကန့်ထားပြီးတယ်ပြင်ပိုးတိုင်းဘေးစင်မှာမှန်နေအပြည့်ပဲကို personal cabinet ကြီးတဲ့လောက်ထက်အပြည့်ပြင်စင်ပြီးတော့ပေါ့နော် အမီးတွေလည်းလုံးဝရှဲပြီးရင်ကျွန်တော်ဒီဘက်မှာတတ်တတ်ချင်းကတော့ဒီမှာကတော့ဘုရားကျောင်းဆောင်တစ်ခုအနေနဲ့ဒါကျွန်တော်တို့ဗုဒ္ဓဘာသာဆိုရင်လည်းဗုဒ္ဓဘာသာအလျောက်ဟိုအထုမြတ်ထားရာတနေရာတော့ခြံရမှာပေါ့နော်အာဒီမှာဆိုရင်ဘုရားကျောင်းဆောင်အာဒီအောက်မှာလည်းအကုန်လုံး space ကအများကြီးခြံအောင်မှာဖြစ်ပါတယ် ဆိုတော့အိမ်ရတစ်ခုလုံးရဲ့ဟို facility နေရာတွေလိုက်မပြဘူးဆိုတာလေဒါ project tool တစ်ခုမဟုတ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီအိမ်ကိုပဲ house tour လုပ်ပြီးမှာเนาะပြီးရင်ဒါမဲ့ကျွန်တော် view လေးတွေ online မှာရှိတဲ့ပုံလေးတွေနဲ့ဒီအိမ်ရရဲ့ facility ကိုပြပေးမယ်ပေါ့နော်ဒီမှာတော့ဘုရားကျောင်းဆောင်ပြီးရင်ဒီနားကတော့ဒါတကယ် single bedroom တစ်ခုအနေနဲ့ထားလို့ရတယ်အာဒီမှာကြည့်ပတင်းပေါ့အခြေအေးတွေပဲ line တွေကကောင်းမှာကောင်းပြီးရင် inverter type air con ပါပြီးတာ mattress တွေကဒင်းတွေ နောက်ဒီဘက်မှာဆိုဘီရိုတွေအကုန်ပါပြီးကြပါနော်ဒါတော့ single bedroom အနေနဲ့အသုံးမယ် make ရှိတယ်ဆိုရင် make and make တွေကိုလည်းထားလို့ရတယ်နောက်ဆုံးလိုအပ်လို့ store အနေနဲ့ထားမယ်ဆိုရင်လည်း fine ပါနော်အာဒီဘက်မှာနောက် master bedroom တစ်ခန်းဒါကလည်း single bedroom နောက်တစ်ခန်းပါနော်ဒီ single bedroom ကတော့နည်းနည်းပိုကျဲတယ်အာ decoration ပြင်ပြီးတာ mattress တွေဒီလိုမျိုးဒါ UV တရားရခိုင်နှုန်းကာပေးနိုင်တဲ့အာ ကလကလေးအစထည့်ထားပြီးပြီးသားပါနော်။ဒါဆိုရင်သူဗီဒီယိုလေးဗီဒီယိုဆိုရင်လည်း Temple Glass ကြီးအခင်းကတော့ဟိုလမနိတ်ပေါ့နော်။လမနိတ်ခင်းထားပြီးတာတွေ့ရမှာဖြစ်ပါတယ်။ကဲဆိုတော့ဒီဘက်မှာလုံးဝ bedroom အကြီးပေါ့နော်။ bedroom အကြီးကိုတွေ့ကြည့်မှာဖြစ်ပါတယ်။ကျွန်တော်ခုနပြောလို့ပေါ့ဒီအင်ယာထဲမှာဆိုရင် King International School ဆိုရင်လည်းဒါရန်ကုန်မှာတကယ်ကောင်းတဲ့ကျောင်းကျောင်းဖြစ်တယ်။ City မှာရှိရယ်ပြီးရင် Ferry ရှိရယ် star ferry ဆိုရင်ဒီကနေပြီးတော့ပန်းစူတန်းတွေတွားလို့ရတယ်ပြီးဒီအတွင်းက ferry လည်း ျော်မြို့တွေကိုပြီးပြီးတယ်နောက်တစ်ခုကတော့ဒီအိမ်ယာထဲမှာ golf golf ဆိုရင်လည်းကျွန်တော်တကယ်ကိုပန်းလိုင်အဆင်မဟုတ်ဘူးရင်တောင်မှမြန်မာပြည်မှာတခြား golf queen တွေအဲလောက်ကိုကောင်းတယ်တကယ် class ရှိတဲ့ golf queen ပေါ့နော်စားတော့ဆိုင်လည်းရှိတယ် swimming pool ဆိုရင်လည်းအကြီးပဲနှစ်ခုသုံးခုတောင်ရှိရယ် sport club ဆိုရင်လည်းတကယ် international standard မြေ gym တွေကစား queen တွေနောက်ပြီးတော့ဘောလုံး queen တွေအစားပါဒါက modern living style မှာတကယ်ပြည့်ပြည့်စုံတဲ့အိမ်ယာတစ်ခုဖြစ်ပါတယ်ပုံမှန်ကျွန်တော်တို့ရက်ွက်တွေထဲမှာနေမယ်ဆိုရင်ဒါတွေအကုန်လုံး charge နဲ့ပတ်စံပေးပြီးဂျင်မဆော့မယ်ပတ်စံပေးအဆအဆအရာလောက်အောင်ပေါ့နော်ဒါတော့ကိုယ့်ရဲ့လက်တကန်းထဲမှာအိမ်ယာထဲမှာပဲရပါပေါ့နော်ဆိုတော့ okay အဲ့ဆိုတော့ကျွန်တော်နောက်ဆုံးတကန်းလေးပြပြမယ်နောက်ဆုံးအခန်းပေါ့နော်ဒီမှာဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ wardrobe အပြစ်ဟာဒါလင်မယားနေရောက်နေလို့ရတယ် wardrobe ပြီးရင်ဒီမှာဆိုရင်လည်းအမှန်တင်ခုံပေါ့နော် န်တင်ကုန်လေးထားထားလို့ရတယ်အောက်မှာပစ္စည်းလေးထားလို့ရအောင်မှာဖြစ်ပါတယ်ပုံမှန်တယောက်ရဲ့ personal care ဟို cosmetic တွေကလုံတော့ပါဒီမှာဆိုအပစ်ထားမယ်အောက်မှာလည်းထားမယ်ပေါ့နော်ပြည်ဒီနေရာဆိုရင်ဘာကောင်းအောင်လုပ်ထားတယ်ဆိုမှန်ထက်တာမကြီးဒီအဲဒီမှာဆိုမှန်ထက်တာတော့ဘာဖြစ်လဲအခန်းကလည်းပူကျဲတော့တယ်အဲ့လိုခံစားရမှာဖြစ်ပါတယ်ပြီးရင်ဒီအောက်မှာဆင်တယ်ကိုယ့်ရဲ့ jewelry တွေအကုန်ထည့်လို့ရပါတော့เนาะကဲဆိုတော့ဒီဘက်ချမ်းကတော့ဒါ ်ခင်းဆိုင်ကဒင်အကြီးပေါ့နော်ခင်းဆိုင်ကဒင်အကြီး view ကလည်းဒီလိုအပွင့်အာဒီ mattress တွေအကုန်လုံးက brand new ပေါ့နော်အာအကောင်းစားတွေပဲထည့်ထားပေးတယ်ဒါတို့ရဲ့ပျောက်ခနေပေါ့နော်ဒီမှာဆိုရင်မြင်တဲ့အတိုင်းပဲ solar ဆိုရင်အပေါ်မှာဟိုပါပြီးသားနောက်ဒီအိမ်ကတော့ကောင်းတာဒီရှေ့မှာမျက်နှာချင်းဆိုင်မှာအိမ်တလုံးမပါတော့ဘူးဒါကြောင့်မလို့သူကအာ ပို့ပြီးတော့မျက်နှာချင်းဆိုင်မှာ private ဖြစ်သွားတာပေါ့နော်အခု house show လုပ်ပြီးသွားတယ်ဒီ astral town house ကတော့3900နဲ့600ဈေးဖွင့်ထားတာဖြစ်ပါတယ် fully furnished အစင်သင့်ကျွန်တော်တက်နေပါနဲ့ furniture တွေ electronic ပစ္စည်းတွေအားလုံးပါပြီးတာ facility အရင်ပြည့်ပြည့်စုံတဲ့ astral town house ဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ပါမယ်ခင်ဗျာ